်မင်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DPP ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးမှာပါ ဂျွန်လ19ရက်နေ့မှာကြာရောက်မဲ့လူတို့ကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းမှတ်ကြပြနဲ့ဝှထုတူပြန်ပွဲမှာဝင်ရောက်ရှင်ပြန်ကြဖို့နော်ဝေးနိုင်ငံမှာရှိတဲ့ CRPH Support Group ကဖိတ်ခေါ်ထားတယ်လို့ပွဲစီစဉ်သူတွေကပြောပါတယ်အခုလိုဝှထုတူနဲ့ကြပြပြန်ပွဲကိုပြုလုပ်ရတာဟာဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကိုဂုဏ်ပြုဖို့ဖြစ်တယ်လို့မြန်မာနိုင်ငံနဲ့နိုင်ငံသားတွေအတွက် သူဆောင်ရွက်ခဲ့တာတွေကိုပြည်သူတွေက တံပိုးထားကြောင်းပြသခြင်းပြီးစာရွေကြပြားတွေဆိုတာတွေကခေတ္တခေတ်ရဲ့မှတ်တမ်းဖြစ်တာကြောင့်ဒီမှတ်တမ်းတွေကိုထစ်ထစ်ရှားရှားကြံရစ်စေခြင်းနဲ့အတွက် အခုလိုစီစဉ်ဖြစ်တာလို့ CRPH Support Group Norway ကအထွေထွေအတွေ့အမြင်မှုမဟုတ်မဝင်ကပြောပါတယ် ပြပွဲဝင်ကပြဝတ္ထုတို့စာမူတွေဟာကိုရာရေးသားထားတဲ့စာမူတွေဖျားမှာပြစ်ပြီးဒေါ်ဆန်းစုကြည်နဲ့ပတ်သက်ပြီးဖြစ်စေ၊မြို့ဦးတွတ်လှရင်နဲ့ဖြစ်စေ၊နှမျိုးလုံးကိုဖြစ်စေဖြစ်ပေါ်လာတဲ့ခန်းစားမှုတွေကိုရေးဖွဲ့ထားတဲ့စာမူဖျားမှာဖြစ်ကမြညာနာမျိုးဘာသာပြန်နာမျိုးနဲ့တခြားသူရဲ့စာမူကိုကူးယူဖော်ပြတာမျိုးမဖြစ်ရဘူးလို့လည်းညင်ညာထားပါတယ်ရှင်။ တနင်္သာရီတိုင်းဘိတ်မှရင်ထိပ်ရဲတွေကစိုက်ကဲဖန်းစီရမှာပြူစောထီတွေနဲ့ရွာကလူငယ်တွေကိုတရက်လောက်အခါကြက်နှစ်တောင်ပေးပြီးနေရာအနှံ့စိုက်ကဲဖန်းစီရမှာအသုံးပြုလာတယ်လို့မြို့ကန်တွေကပြောပါတယ်။တရက်လောက်အခါကြက်နှစ်တောင်နဲ့ငှားထားတဲ့သူတွေဟာရင်ထိပ်ရဲတွေရဲ့ဖန်းစီမိတဲ့စိုက်ကဲကိုဖန်းစီမိတဲ့နေရာမှာဘိတ်ရင်ထိပ်ရဲရုံးစီပို့ဆောင်ပေးရတယ်လို့မြို့ကန်တွေကပြောပါတယ်။ပဲရင်ထဲရဲတွေကအခုလိုမျိုးပြုအပါဝေလူငယ်တွေကိုအတုံးပြုပြီးလှောက်ဆောက်လာတာဟာ နှစ်နှစ်ဒီပါရှိပြီးလှုပ်သက်ရင်းတဲ့သူတချို့ကလမ်းသွားလမ်းလာမြို့ကန်တွေကနေဒံွေတောင်းတာတွေလုံဆောင်နေတယ်လို့မြို့ကန်လူငယ်တွေကပြောပါတယ်။ဒါပြင်ရင်ထရဲတွေကနေငှားထားတဲ့စိုက်ကယ်မောင်းလိုက်ပို့သူတွေကတချို့ဟာအသက်မပြည့်သေးတဲ့သူတွေဖြစ်နေတယ်လို့စိုက်ကယ်ဖက်စီခရဘူးတဲ့လူငယ်တယောက်ကပြောပါတယ်။ဖက်စစ်ခရပါကအနည်းဆုံးတံငွေကျပ်9000ထိပေးဆောင်ရတယ်လို့မြို့ကန်တွေကပြောပါတယ်ရှင်။ ထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့သေဘောဘူစခန်းကို KNU ဦးဆောင်ပြီးတပ်ပေါင်းစုတွေကထိုးစစ်ဆင်တက်ခတ်နေတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့စစ်ကူလာတဲ့စစ်ကြောင်းကိုလည်းချေမုန်းနိုင်ခဲ့တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။အောက်ခတ်သတင်းပေးပို့ထားပါတယ်ရှင်။မင်းလာ၂၆ရက်နေ့ညနေ၅နာရီလောက်ကစတင်ပြီးကင်မီနယ်မြောက်လေးမြို့တောင်ဘက်စစ်ကောင်ရဲ့ဒေဘောဘုစကန်ကိုဂန်ယူဦးဆောင်ပြီ တပ်ပေါင်းစုတွေကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲပြင်းထန်နေတာပါ မေလ29ရက်နေ့ညနေ3:00နာရီလောက်ကစစ်ကောင်စီတပ်ကဝယ်လီကနေစစ်ကြောင်းထိုးလာတာကြောင့်စုံစည်းမြန်ကြေးရာ DKB ဌာနချုပ်စကန်နီမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်မွန်တော့လွယ်လာပြီအခုစိတ်ဘောဘောစိတ်ဘောဘောမှာစိတ်ဘောဘောမှာအခုလက်ကိုဆွဲတဲ့ဆရာအခု drone လဲဆွဲတာပဲပြီးတော့ ဒီသေဘဘူစကားလည်းနဲ့ကြီးလည်းထုတလားမပြောနဲ့ဆရာရဲ့အခုတော့ကြီးကြီးပဲအခုအခုပဲအခုပဲအခုလက်ကိုဆွဲနေတယ်အခုသေဘဘူစကားတော့ဆရာနော်ဟိုနှစ်ဖက်နှစ်ဖက်သေဘဘူကလည်းဆွဲတယ်ပြီးတော့ဒီလာပါအဲ့စုံစီမြေမှာသူကရန်သူတွေအိမ်မှာရောက်တရားရောက်လို့ဆိုတော့ကျွန်တော်ထင်တာသူတို့စက်ကိုလက်လို့ဖြစ်မှာပေါ့အဲ့ဒီမှာနှစ်ဖက်ဖြစ်သွားတယ်ခုနအခုအခုပဲပြပြနေတော့ဆရာနော်အခုအခုဆိုတော့ဒီလောက်အလုံးကြီးကြတယ်ဆိုတော့သူတို့လက်ခံနိုင်မှာမဟုတ်ပါဘူးဆရာကြီး ဒီကလည်းမဟုတ်တော့ဘူးလေနားဖားရတယ်လေအခုကတော့လည်းနိုင်တော့ဆရာကြီးမင်းလည်းဆက်ခွန်နေနေညနေ3နိုင်လောက်ကဝလီဘက်ကနေအင်အား90ကျော်လောက်ရှိတယ်စစ်ကောင်ကြီးစစ်ကြောင်းကိုကဲနေနေပူအောင်တက်ဖွဲ့တွေကဂျာပြတ်တက်ခဲ့ခဲ့ရာစစ်ကောင်ကြီးတက်ဖွဲ့ဝင်10ယောက်ကျော်ကိုစစ်တုံးမှန်းဖြင့်ဖမ်းဆီးနိုင်ခဲ့ပါတယ်နှစ်ဖက်တိုက်ပွဲတွင်ကိုစစ်ကောင်ကြီးရဲ့ဝလီပြူဟာကနေလက်နက်ကြီးပစ်ကူပေးနေတာကြောင့်စုံစည်းမြိုင်ဥက္ကဋ္ဌ တောင်နီတေဘောဘူဝါမိတကြီးရွာကဒေသခံ2000လောက်ဟာထိုင်းပြည်စံတောင်ရင်းမြစ်တလျှောက်နဲ့ဘေးလွတ်ရာထုံပြတိန်ဆောင်နေရတယ်လို့ရမိရဖတွေကပြောပါတယ်အဲ့ဒီဘက်မှာဘူဝလီအထုံနေတော့စုံညံကိုပဲကြက်ကြတယ်တေဘောဘူကနေဘယ်တော့စတာပြောတေဘောဘူကနေစတော့တကစုံညံကိုရောက်အောင်ရောက်တော့အဲ့ဒီနာမတုံးနေလဲပြည့် ယူဟာလည်းလမ်းလမ်းပြည့်နေတော့ဘူးပဲကတော့ဒုံနဲ့ပြည့်တယ်ဒီဘဲကတော့လက်နဲ့ကြီးနဲ့ဆက်ဆက်လမ်းထုတ်တယ်အဲအခုအသက်မီတော့ရှာဘောဘိုးလည်းပြည့်နေတာပဲဒီတက်ကနေကအခုပြောင်းဒီကြောင်းပြောင်းကုန်ပြီပေါ့ထိုင်ဘက်ကမှတချို့ဆောင်ကနာမှတချို့ရှောက်ကုန်တော့ရှောက်ပဲအခုလို့ဆောင်ကနာရောက်တဲ့လူရောက်ထိုင်ထိုင်ရမှသူအသီးသူအသီးနေတယ်သူတို့ပြောင်းတယ်လူပြောင်းတကောက်ရတော့ဗောသမီးတွေဘာတွေကိုလို့ပြန်လာရတယ်ဆိုက်တက်တက်လာရင်းနဲ့ဆရာ မေလ23ရက်နေ့ညနေ9:00နာရီလောက်ကစစ်ကောင်စီရဲ့ဗလဲဒိုတက်စကန်ကိုပါကရန်တယ်လေပူအောင်တက်ဖွဲ့တွေကတိုက်ယူနိုင်ခဲ့ပါတယ်။ကင်းရဲ့မျိုးသားစီယုံကရန်တက်မှာခုနှစ်နေပြီ။လှိုင်းဝဲမြို့နယ်ဒေါနာတောင်ရှိချမ်းထိုင်းနယ်ဇက်တလျှောက်တက်ဆွဲထားတဲ့စစ်ကောင်စီတက်စကန်နေတဲ့ကပူလူတူခလေဒီတခေါပီခီမော်ဖားတူတာလေဖြူရမဲလာမော်ဖိုကီစကန်တွေကိုကရန်ယူတက်မှာခုနှစ်လောက်ခံပူအောင်တက်တွေကတိုက်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။ကျွန်တော်အောင်ခံပါ နေပေါ်တောင်တက်လန်းညုံကာမီရီတာဟာကမ္ဘာအမြင့်ဆုံးတောင်ဖြစ်တဲ့အေရတ်တောင်ကို32ကြိမ်တက်ရောက်ပြီးစံချိန်သစ်တင်ထားပါတယ်။ Everest မန်လို့လူသိများတဲ့ကာမီရီတာဟာအင်ကာနီကအိန္ဒိယစစ်အရာရှိအဖွဲ့ကိုလမ်းပြခဲ့ပြီးတောင်ထိပ်8149မီတာထိရောက်ရှိခဲ့တာပါ။ ကမီရီတာကအမျိုးသားတောင်တက်တရကောင်ဖြစ်ုံသာမကအေဝရရဲ့ကဘာပြရုပ်တစ်ခုလည်းဖြစ်တာကြောင့်သူ့ကိုမိတ်ဆက်ပေးစရာမလိုပါဘူးလို့အဲ့ဒီတောင်တက်အဖွဲ့ရဲ့စီစဉ်သူစမစ်ကပြောပါတယ်အသက်55နှစ်အရွယ်ကမီရီတာဟာ1994ခုနှစ်ကအေဝရတောင်ကိုပထမဆုံးအကြိမ်လမ်းပြဖြစ်ဆောင်ရွက်ခဲ့ပြီးအဲ့ဒီအချိန်ကလေးကနှစ်တိုင်းအေဝရတောင်ကိုတက်ခဲ့သူဖြစ်ပါတယ် ကာမီရီတာလိုပဲအေရတ်တောင်မှာစံချိန်တထားသူကတော့နီပေါ်လမ်းပြတူဖြစ်တဲ့ဒါဝါပဲဖြစ်ပါတယ်။အေရတ်တောင်ထိပ်ကို29ချိန်ရောက်ဖူးတဲ့ဒါဝါဟာပြီးခဲ့တဲ့အပတ်ကပဲတောင်ထိပ်ကိုလိုက်ပို့ခဲ့တာလို့သတင်းတွေကဖော်ပြပါတယ်။ကမ္ဘာအမြင့်ဆုံးတောင်ထိပ်ကိုတက်တာကသူ့အတွက်အလုပ်တစ်ခုဖြစ်တယ်လို့ကာမီရီတာကအရင်တုန်းကပြောခဲ့ပူပါတယ်။ဒီအသီးမှာအေရတ်တောင်ကိုလူ900ကျော်တဲ့သူတို့ရဲ့လမ်းပြတွေတယောက်ခဲ့ပြီးမကြမီတောင်တက်ရသည်ကိုဆုံးမဖြစ်ပါတယ်။ အီရတ်တောင်နဲ့တခြားတောင်ထိပ်တွေကိုဒီယာတီအတွင်းလူပေါင်းတထောင်ကျော်တက်ရောက်ခဲ့ကြကြောင်းလဲနီပေါ်နိုင်ငံကထုတ်ပြန်ထားပါတယ်ရှင်။ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချူချူဆမ်းမကျေးဇူးတင်ပါတယ်ရှင်။